နှုတ်ထွက်မကြမ်းကြစေနဲ့ကိုယ်ပစကထွက်တဲ့စကားဟာတမိုးရှိတဲ့စကားပဲထွက်เสียရမယ်ဆဲရည်တဲ့စကားရိုင်းပြတဲ့စကားကိုယ်နှုတ်ကမထွက်မိအောင်သတိထားဖို့လူတွေကကိုယ့်အကိုပိုင်တယ်လို့ထင်တယ်မပိုင်ဘူးကိုဖြစ်ချင်တာမဖြစ်ဘူးစိတ်ဖြစ်ချင်တိုင်းတိုင်းလိုက်ဖြစ်နေကြတယ်စိတ်ဆိုးရင်ကြမ်းတမ်းတဲ့စကားတွေပြောကြတာဒါကိုပြောချင်တာမဟုတ်ဘူးအေးဒါကြောင့်မို့လို့အမြဲတမ်းသတိထားတဲ့နာပေါ့ သူပြောလိုက်တာဝိသိကာစအနာစာရာပြိတ္တစာအပြက်မာရိဟောစိနသာသနာဒုတိကဖျားသာသနာအပြက်မာရိစေရီရင်မြင်မှာဒရွေးထွေးသွားတယ်ဆိုပြီးပြောအဲ့ဒီအကုသို့ကြောင့်သူငရဲကြသွားတယ်ငရဲကြသွားရုံနဲ့မကဘူးငရဲလွတ်လာတဲ့အခါမှာယဟန္တာကိုသူပြင်မာတာကယဟန္တာဆိုတော့ စဉ်းစားကြည့်လေဘာနဲ့ဥပမာတူတော့ဆိုလို့ရှင်ခုံးမုံကြီးကိုခေါင်းနဲ့တိုက်လို့ရှင်မနာဘူးကြောက်တုံးကြီးကိုခေါင်းနဲ့တိုက်ရင်တော့နာမှာပဲခုံးမရှိတဲ့ပုဂ္ဂိုလ်ကိုပြင်မမိရင်ဒါတော့မနာဘူးနော်ခုံးမရှိတဲ့ခုံးရှိတဲ့ပုဂ္ဂိုလ်ကြတော့ကြောက်တုံးကြီးနဲ့သူကจิตလက်